မှာတယောက်ကိုစကတ်ချုပ်ပေးမယ်ဆိုလို့ရှိရင်အဓိကက3လွာစကတ်4လွာစကတ်တွေမှာဖြစ်တတ်တဲ့အကြောင်းအရာလေးတစ်ခုကိုမလာပြီးရောပြောပြပေးခြင်း ਨੇ ဒီအမတို့ခန္ဓာကိုယ်မှာဆိုလို့ရှိရင်ခါသေးပြီးတော့တင်ကားတဲ့သူတွေဆိုလို့ရှိရင်စကတ်မှာတောက်ထည့်ရတာအရန်ကိုအဆင်ပြေတယ်ဒီလိုကိုချုပ်ပေးတဲ့ customer ကခါတုံနေတယ်တင်ရသေးပြီးတော့သူကခါနဲ့တင်နေတာတဖြောင်းနဲ့ဖြစ်နေတဲ့ customer ဆိုလို့ရှိရင်တော့အမတို့ရဲ့ဒီတင်ကြပေးတဲ့နေလန်းထဲမှာဆိုလို့ရှိရင် ခါကိုအမရာဒေါက်ဆာကိုအမြင်နဲ့ဒီပတန်နေဆွဲတဲ့အခါမှာဒေါက်ကို3 cm ပေါင်းပေးတယ်ပေါ့နော်လိုအပ်ရင်လည်းအမရာဒေါက်ကလေးတွေကို4 cm လို့ပါလို့ထပ်ပေါင်းပေးတယ်ဒါကတော့ဒီခနာကိုခါအရန်သေးတယ်တင်အရန်ကားတဲ့အပေါ်မှာမူတည်ပြီးတော့အမရာဒေါက်ကိုပြန်ကစားတယ်အခုအမပြောချင်တဲ့အဓိက point ကခါအရန်တုတ်ပြီးတော့တင်ကသေးနေပြီတစ်ဖြောင်းနဲ့ဖြစ်နေတဲ့ခနာကိုမှဆိုလို့ရှိရင်အမရာဒီဒေါက်ကို သုံးပေါင်းပေးမယ်ဆိုလို့ရှိရင်အဆင်မပြေဘူး။တော်ပတန်ဆွဲတဲ့နေရာမှာဆိုရင်အမတို့ဒီတင်ပေးမှာဆိုအမတို့ကက်ဖလေးနဲ့ပြန်ဝါရတယ်။အဲ့လိုနေရာမှာဆိုရင် သူ့ကိုတော့သုံးပေါင်းပေးလိုက်တယ်ဆိုရင်သူ့ရဲ့ခါအဖြေကတင်အဖြေကပိုပြီးကြီးသွားပြီးတော့ဘေးမှာမှာတော့တင်ဝိုက်စာရှိတော့ အမကြီးကျမတို့ဆွဲထားတဲ့ပတ်တံမှားနေတာလားအဲဒီရဲ့တင်းအဖြေထက်ခါဖြေရကြော်နေတော့ကျမတို့ဘေးကိုဘလို့ဝိုင်းရမှမသိဘူးပေါ့နော်မအဲ့လိုမျိုးလာမေးကြတယ်အဲ့ဒီအချိန်ကြလို့ရှိရင်ကိုယ့်ရဲ့အဖြေကမှားတာမဟုတ်ပါဘူးကိုယ့်ရဲ့အဖြေကမှန်တယ်အမတို့အဓိကဓာတ်ကိုသူ့ကိုခါတုံနေတဲ့နေရာမှာဓာတ်ကိုရှော့ယူပေးရမယ် ဓာတ်ကို3 cm ယူတဲ့နေရာမှာအမတို့ဓာတ်ကို2 cm ပဲပေါင်းလိုက်လို့ရှိရင်သူ့ရဲ့အမတို့တင်ဘေး white စာလေးထွက်လာလိမ့်မယ်အကယ်၍သူခါအရန်တုပ်လို့2 cm ပေါင်းပေးတာအမဘေးမှာအမတို့တိတ်ပြီးတော့ဒီ cup white စာမရှိသေးဘူးဆိုလို့ရှိရင်အမတို့ဓာတ်ကို1 cm လေးပဲပေါင်းပေးအဲ့လိုဓာတ်ကလေးတွေကိုအမတို့လှည့်ပြီးတော့ကစားတက်ရမယ်ဒီအကြောင်းအရာလေးကိုတေချာလေးကိုပတ်တန်လေးနဲ့ရှင်းပြပေးမယ်နော်။အားလုံး customer ကိုတိုင်းထားတဲ့အတိုင်းကခါပက်လေက87 cm ရှိတယ်။ တင်ပတ်လေက64စင်တီရှိရဲ့အမားတို့ဒါကိုပတန်ဆွဲဖို့စကေးချလိုက်တဲ့အခါမှာသူ့ရဲ့ခါပတ်လေ81ကို အမားတို့ကပတန်ဒီအမားတချမ်းသာပဲဆွဲတဲ့အတွက်ဗာလဲဆိုရှေ့မှာနှစ်ချမ်းရှိရဲ့နောက်မှာနှစ်ချမ်းရှိတာဖြစ်တဲ့အတွက်အမားတို့လေးနဲ့စားလိုက်တယ်ပြီးရင်ခါမှာအမားတို့ကစကက်ဆွဲတဲ့အခါမှာဓာတ်ကထဲ့ကိုထဲ့ရတယ်စကက်လေးချုပ်တဲ့အခါမှာအဲ့တော့သူ့ကိုဓာတ်စာလီအမားတို့ပုံမှန်တော့3ယူတယ် သရီပေါင်းလိုက်တော့သူ့ရဲ့အဖြေရလက်ကခါအဖြေ23.25စင်တီမီတာရတယ်။အဲ့တော့အမတော့တင်အဖြေကိုတွက်တတ်တော့သူ့ရဲ့တင်အဖြေပတ်လည်တိုင်းထားတာ64ရတယ်။အဲ့တော့အမတို့၄နဲ့စားလိုက်တယ်။တင်ကိုတွက်လိုက်တာ23ခွဲရတယ်။ဒါဆိုအမတို့ရှင်ကြည့်လိုက်။တင်နဲ့ခါနဲ့အဖြေစီအမတို့ point 2လောက်ပဲกว่าနေတယ်အဲ့တော့ဒီခါကိုတောက်လျှော့ပြီးဆွဲလိုက်တဲ့ အမတ်ကလေးကဒီနေရာဖြစ်သွားမယ်သူရဲ့တင်အမတ်ကတော့မတို့ပြောင်းလဲခြင်းမရှိဘူးဒီနေရာမှာဖြစ်သွားမယ်ဒါဆိုရင်အမတို့ဘေးမှာတင်ဝိုက်စာလေးကဒီမှာအော်တိုဝိုက်လို့ရသွားပြီဘာကြောင့်လဲအမတို့ဓာတ်ကိုရှော့ဆွဲလိုက်တဲ့အတွက် ဟုတ်ပြီနော်ကိုဆွဲပေးမဲ့ customer ကခါတုံနေရဆိုလို့ရှိရင်ကိုကဒီလိုဓာတ်ကလေးတွေကိုပြန်ပြီးတော့လာကစားပေးပါ ရှေ့မှာလည်းအမတို့ဒီလိုတောက်ကိုရှော့မရမယ်ဆိုလို့ရှိရင်ရှေ့ကိုရှေ့ချမ်းကိုလည်းရှော့ပြီးနောက်ချမ်းလည်းတောက်ရှော့ပြီးတော့အမတို့ဒီလိုလေးယူပြီးတော့မှပတ်တန်ဆွဲပေးပါရှင်။ စကက်ချုပ်ပေးရမယ့် customer ကခါအရန်တုတ်ပြီးတော့တင်တဲ့ခါနဲ့တစ်ဖြောင်းနဲ့ဖြစ်နေတယ်ဆိုလို့ရှိရင်အခုအမပြောပြသလိုပဲခါထောက်လေးကိုအမတို့ short ပြီးတော့ဆွဲပေးပါဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှကိုယ့်ရဲ့ပတ်တံမှားနေသလားဆိုပြီးတနည်းဖြစ်နေတဲ့သူလေးတွေရှင်းသွားမယ်လို့အမတော့ယုံကြည်ပါတယ်အမတော့မကမီဖက်ရှင်ရဲ့တီချဲချမ်းမြေဝေဖြစ်ပါတယ်ရှင်အသေးအမောတင်းတင်းလေးအစားဂယုစိုက်ပေးဖို့တော့လုံးဝမမေ့နဲ့နော်ကျေးဇူးပါရှင်